ရွှေဥဥရဲ့ငန်းပုံပြင်တဏိသောခါရွာသားတဦးကသူ့ဘဲငန်းရဲ့အတိုက်ရှိတဲ့နေရာကိုသွားတဲ့အခါမှာရွှေရောင်လေးနဲ့တောက်ပနေတဲ့ငန်းတလုံးကိုတွေ့လိုက်ရတယ်။သူကောက်ယူကြည့်လိုက်တဲ့အခါအဲ့ဒီဦးကအရန်ကိုလေးနေတယ်။သူကသူ့ကိုတစုံတစ်ယောက်ကနောက်ပြောင်ထားတယ်လို့ထင်တာကြောင့်အဲ့ဒီဦးကိုအဝေးကိုလှုပ်ကြည့်လိုက်ဖို့တွေးလိုက်တယ်။ဒါပေမဲ့အဲ့ဒီဦးကိုသူက ူအိမ်ကိုတည်သွားဖို့ဆုံးဖြတ်လိုက်တယ်။တိတ်ကြခင်မှာတော့အဲ့ဒါကရွှေသားအတိပြီးတဲ့ငန်းဥဖြစ်နေတယ်ဆိုတာသူသိလိုက်ရပါတော့တယ်။မနှစ်တိုင်းမနှစ်တိုင်းသူ့အတိုက်ရှိရာကိုသွားတိုင်းမှာဘင်းငန်းလေးကသူ့အတွက်အရန်ကိုလှပပြီးတော့တောက်ပြောင်နေတဲ့ရွှေဥတလုံးကိုဥဥပေးထားပါတယ်။ရွာသားကဥတွေကိုဈေးကိုယူယူသွားပြီးတော့ရောင်းလာကြောက်သူစတင်ပြီးတော့ချမ်းသာလာပါတော့တယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲသူကဘင်းငန်းကိုစိတ်မရှိဖြစ်လာတော့တယ်။ ။ဘာဖြစ်လို့လဲဆိုတော့ဘင်းငန်းလေးကတနေ့ကမှတဥ့ပဲဥပေးနေလို့လေ။သူကသူ့လိုချင်တဲ့လောက်မြင်မြန်မချမ်းသာလာဘူး။တနေ့မှတော့သူကပတ်စံတွေကိုရေတွက်နေရင်အကြံတစ်ခုရလာတယ်။သူ့သားဘင်းငန်းလေးကိုတတ်ပြီးတော့ရေငုံခေါ်လိုက်မယ်ဆိုရင်သူ့ရွှေဥတွေအကုန်လုံးကိုတခါတည်းနဲ့အကုန်ရသွားနိုင်တယ်လို့တွေးလိုက်မိတယ်။ငါလျှံရွှေဥတစ်လုံးပဲရတယ် ငါဘာဖြစ်လို့တခါရဲ့ဥပ္ပအကုန်လုံးမယူတာပါလိမ့်။ဒါဆိုငါရဲငုံချမ်းသာလာလိမ့်မယ်။ဟုတ်ပြီ။ငါမောင်းလို့တပ်ပြီးတော့ရွှေဥပ္ပအကုန်လုံးရှူမယ်။အဲ့လိုသူကပြောလိုက်တယ်။ဒါပေမဲ့သူတွေးတဲ့အတိုင်းလုပ်ပြီးသွားတဲ့အခါမှာတော့ရွှေဥတူတောင်မတွေ့ရတဲ့အပြင်သူ့ရဲ့အဖိုးတန်ဘင်းကန်းလေးလည်းတည်ဆုံသွားပါတော့တယ်။ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့လူချင်းသားတွေအများများလို့ရင် ို့မှရှိတဲ့အရာတွေကိုပါအကုန်ဆုံးရှုံးရတတ်တယ်ဆိုတာပါပဲဟိုးရှိရှိတော့ငါတောအထဲမှာကြီးကန်းတစ်ခုရှိပါတယ်တနေ့မှာတော့သူမကခီးထွက်လာတာအရန်ကိုကြာသွားတဲ့အတွက်ရေးစားလာပါပဲဒါကြောင့်သူမကခဏရက်လိုက်ပြီးအနီးနားမှာရေလိုက်ရှာတာဗမာမှာရှာလို့မတွေ့ပါဘူး ကြီးကန်းလေးကရေစာလုံးလို့အားတော်နေလာတယ်။ဒါပေမဲ့သူမကစိတ်မလျှော့ဘဲနဲ့တောအုပ်ကိုပတ်ပြီးတော့ရေရအောင်လိုက်ရှာပါတော့တယ်။သူမကပြန်တန်းပြီးရေရှာနေရင်အိမ်တအိမ်ကိုတွေ့လိုက်ရတယ်။အိမ်ထဲမှာရေရှိနေမယ်ဆိုတဲ့အတွင်းနဲ့သူမကအိမ်ပေါ်မှာနားလိုက်တယ်။ရေကြီးအုပ်တစ်ခုကိုအိမ်ထဲမှာသူမလှမ်းတွေ့လိုက်ပါလေ။ သူမကချက်ချင်းပဲရေကြီးစီကိုပြန်သွားလိုက်တယ်။ဒါပေမဲ့ဦးထဲမှာရေကနည်းနည်းလေးပဲရှိနေပါတယ်။သူမကရေကိုတွေးလိုက်ရလို့ပျော်သွားပေမဲ့ရေကအရန်အောက်ကိုကတ်နေတော့တောက်ဖို့မမီဘူးဖြစ်နေတာပေါ့။ဒါနဲ့သူမခဏစဉ်းစားလိုက်ပြီးတော့အကြံရသွားတယ်။ကြောက်ခင်းလေးတွေကဦးထဲပြစ်ချလိုက်မယ်ဆိုရင်ရေကအပေါ်တက်လာပြီးတော့ ငါတောက်လို့ရသွားမှာပဲပေါ့သူမချက်ချင်းပဲကြောက်ခဲလေးတွေကိုလိုက်ရှာပါတော့တယ်အနည်းနားမှာပဲကြောက်ခဲလေးတွေကိုသူမတွေးလိုက်ရတယ်အဲ့ဒါနဲ့သူမကကြောက်ခဲလေးတွေစီကိုသွားပြီးတစ်ခေါက်မှတစ်ခဲစီနဲ့နာနာပြီးတော့ကောက်ပါတော့လေသူမကကရားစီကိုပြန်လာလိုက်ကြောက်ခဲလေးတွေကိုပြစ်ချလိုက်လို့တော့ရေကနင်းနေတော့အပေါ်ကိုတက်လာပေမဲ့တောက်လို့မရသေးဘူးတဲ့ကွယ် ဘမကစိတ်မလျှော့ဘဲနဲ့တခဲစီတဲ့တဲလာပြီးတော့ကြားပြည့်အောင်ထဲ့နေပါတော့လေအချင်းတော်တော်ကြာကြောက်ခဲလေးတွေကိုပြစ်ချပြီးတဲ့နောက်မှာတော့ရေကအပေါ်ကိုမြင့်တက်လာပါတယ်။သူမကပျော်ရွှင်စွာနဲ့ရေကိုအဝတောက်လိုက်ပြီးသူမတငယ်ချင်းတွေကိုပါရေအတူတောက်ဖို့ဖိတ်ခေါ်လိုက်ပါသေးတယ်။ငှက်တွေအများကြီးကလာပြီးတော့ရေငှက်ပြေအောင်တောက်ကြပြီးသူတို့ကကြီးကန်းလေးကိုကျေးဇူးတင်စကားဆိုပြီးပြန်သွားကြတယ်ကွယ်။ င်ကြည့်ပါဦးတင်ငင်းတို့ရေဒီထက်မြတ်တဲ့ကြီးကန်းလေးကသူ့ရဲ့အသိဉာဏ်ကိုအသုံးချပြီးသူ့လိုချင်တဲ့အရာကိုရအောင်လုပ်ယူသွားနိုင်ခဲ့တယ်နော်မင်းလည်းပဲမင်းလိုချင်တဲ့အရာကိုရဖို့မင်းရဲ့အသိပညာတွေကိုဉာဏ်ရှိရှိနဲ့အသုံးချတဲ့နယ်နော်ထူးခြားသောဒဏ္ဍာရီမြင့်မာလေးပြန်ရောခါက e flow ခေါ်တဲ့ဒဏ္ဍာရီလာမြင့်မာလေးတစ်ကောင်ရှိပါတယ် if ငငယ်လေးတဲကမိသားစုတစုက ရှာဖွေတွေ့ရှိခဲ့ပြီး ခေါ်ဆောင်မွေးစားလိုက်ကြပါတယ်။ if ကိုရှာဖွေတွေ့ရှိခဲ့တဲ့သူတွေကတော့သူမဘသူဆိုတာကို မသိသေးတဲ့အတွက်သူ့ရဲ့မြင်းတွေနဲ့အခြားတိရိစ္ဆာန်တွေနဲ့အတူမွေးမြူထားပါတယ်။နောက်ပြီး if ကိုယ်တိုင်ကလည်းသူမဘသူဆိုတာကို မသိတဲ့အပြင် သူမတစ်ချိန်ချိန်မှာတမူထူးခြားပြီးနာမည်ကြီးလာလိမ့်မယ်ဆိုတာကိုလည်းမသိခဲ့ပါဘူးနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး if ကသူ့ကိုယ်သူလုံးဝမတူညီတဲ့တခြားကဘာတစ်ခုကနေလာခဲ့ကြောင်းမသိပဲအချားမြင့်တွေလှုပ်တဲ့အရာလှုပ်ကိုင်းပြီးအချားမြင့်တွေစားတောက်နေတဲ့အရာတွေကိုစားတောက်နေခဲ့ပါတယ်မြင့်တွေမှာမြို့လေးအတွင်းနေ့စဉ်လှုပ်ဆောင်ရမယ့်အလုပ်တွေရှိပြီး if အမြဲတမ်းပါဝင်ရှင်ပြိုင်နေတဲ့အမြင့်ပြိုင်မွေးတွေလည်းရှိပါတယ်။ကြီးလာတာနဲ့အမျှအချားမြင့်တွေနဲ့မတူညီတဲ့အချက်ကိုဘယ်သူကမှအရေးတယူမေးမြန်းတာတွေမရှိခဲ့ပါဘူး။သူမမှာငိုးတိမ်နေလို့ဖြူဖွေးနေတဲ့အသားရည်ရဲ့တက်တန့်နေလို့အယောင်ဆုံးနဲ့လှတဲ့စပင်းတွေရှိပါတယ်။သူမရဲ့တမူကွဲပြားနေတာကလွဲလို့ if ကိုအားလုံးကသဘောကျကြပါတယ်။အလောက်ကြာမြင့်စွာလောက်ကင်ပြီးတဲ့နေကောင်းလေးတစ်နေ့မှာ ူမကမြင်းဆောင်တွဲကိုဝင်လာက အချားမြင့်တွေအားလုံးတစ်ခုခုမှားယွင်းနေတာကိုသတိထားလိုက်မိသူတို့ကကနာမငိမ်ဖြစ်နေပြီးတော့တက်တောင်းတက်တာရှိနေတဲ့ပုံမပေါ်ပါဘူးဒါပေမဲ့သူမကဂီယုံဆိုင်ပဲသူမရဲ့မြင်းဆောင်မှာတွားရောက်အိတ်ဆက်လိုက်ပါတော့တယ်သူမအိပ်ပျော်ပြီးမကြခင်မှာပဲဝေလီဝေလင်းမနှက်စောစောအချိန်မှာကျဲလောင်တဲ့အတန်းကြောင့်လန့်နိုးသွားပါတော့တယ်သူမက နိုးလာပြီး အချာမြင့်တွေအားလုံးတင်းကုန်းကနေထွက်လာပြီးအပြင်မှာပြေးလွှားနေတာကိုမြင်တွေ့လိုက်ရပါတယ်။သူမကအချာမြင့်တွေနောက်ကိုလိုက်ပြီးဘာဖြစ်နေတာလဲ။ဘယ်ကိုသွားနေလဲဆိုတာမင်းမြန်းပေမဲ့အားလုံးကရှစ်တဲတဲကိုကြည့်ပြီးပြေးလွှားနေကြတယ်။သူမကိုအံ့ဩစီတဲ့အရာကတော့အားလုံးဟာစာကြောင်းတစ်ကြောင်းကိုတီးတိုးယူဆွေးနေရပါပဲ။ခဏကြားတဲ့အခါမှာတော့အားလုံးကကြာအကောင်းဆုံးပါကြာအကောင်းဆုံးပါ ဲ့လိုအခါကထပ်ခါထပ်ခါရွတ်ဆိုနေတာကိုတွေ့ရှိခဲ့ပါတယ်။သူမဟာဘာဖြစ်လို့လဲဆိုတာကိုနားမလည်နိုင်ခဲ့ပါဘူး။သူမမင်းမြန်နေတာကိုသူတို့ဘာကြောင့်မကြားသလဲဆိုတာကိုလည်းနားမလည်ခဲ့ပါဘူး။အားလုံးကအဝါရောက်ပန်းလေးတွေဝေစားနေတဲ့ရခင်းမြေစင်းစင်းလေးကိုရောက်လာတဲ့အခါမှာ Eve ကမော်ကိုဇောပေါ်မှာထိတ်မှအပေါက်ပါတဲ့ထူးဆန်းတဲ့ဘူးကလေးနဲ့အတူထိုင်းနေတဲ့မိန်းကလေးတူကိုတွေ့မြင်လိုက်ပါတယ်။ ူးလေးတွေကနေဂီတတန်စင်တွေထွက်နေပြီးမြင်းတွေအားလုံးကဂီတတန်စင်ဘယ်နေရာရောက်ရောက်အဲ့ဒီဂီတတန်စင်နောက်လိုက်အောင်မှော်ဆန်ဆန်ဆွဲညှို့ခံနေရတယ်ဆိုတာကို if ကသိရှိလိုက်ပါတယ် if ကဝေခွဲမရဖြစ်သွားပါတယ်။သူမဘာဖြစ်လို့အဲ့ဒီမှော်ဆန်နဲ့ဆွဲညှို့ခြင်းကိုမခံရတာလဲဆိုတာကိုစဉ်းစားလို့မရဖြစ်နေပါတယ်။သူမက အခြားမြင့်နေနဲ့မတူပဲတမှုထူးခြားနေလောက်တယ်ဆိုတာကိုသိရှိလိုက်ရပါတော့တယ်။အနီးနားမှာရှိတဲ့ရှီအိုင်လေးထဲမှာသူမရဲ့ပုံရိပ်ကိုသူမကြည့်လိုက်ပါလေ။အဲဒီမှာပဲသူမကကြီးမားတဲ့ကွာခြားမှုကိုသတိပြုလိုက်မိတယ်။သူမရဲ့လှပတဲ့အဖြူရောင်အသားရည်ရောင်စုံစပင်းတွေနဲ့သူမရဲ့နှစ်ဖူးပေါ်ကခြုံထက်လာတဲ့အရာတစ်ခုကိုပုံရိပ်ကနေတွေ့လိုက်ရပါလေ။သူမရဲ့တငယ်ချင်းတွေကသူမနဲ့အသွင်သဏ္ဍာန်မတူပေမဲ့ ူမအနေနဲ့သူတို့ကိုကူညီမှဖြစ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာမိန်းကလေးထွက်ခွာသွားတဲ့အချိန်စောက်ဆိုင်နေခဲ့ပြီးဘယ်မြင်းမှတိတ်ကြီးသားတန်ဆင်းနေထုံနေတဲ့ဘူနာကိုမရောက်စေဖို့အတွက်လှုပ်ဆောင်ပါတော့တယ်။ဒါပေမဲ့မိန်းကလေးဟာ if အပေါင်းနဲ့အခြားမြင်းတွေအားလုံးကိုခေါ်ဆောင်သွားချင်တာကြောင့်ထွက်ခွာသွားခြင်းမရှိပါဘူး။အီဗကာ မိန်းကလေးအနားကိုတဖြည်းဖြည်းချင်းစီကတ်သွားပြီးသူမရဲ့ချွန်ထက်တဲ့ဥကြုံနဲ့တီဂီတာတန်ဆိုရင်ထုံးလွှင့်နေတဲ့ဘူးလေးကိုတွန်းထုတ်လိုက်ပါတော့လေတီဂီတာတန်ဆိုရင်ထုံးလွှင့်နေတဲ့ဘူးလေးကရေကြီးပေါ်ကိုပြုတ်ကျသွားပါတော့လေဒီဘူးလေးကမြင့်ခွာပုံစံနဲ့ရှိတာကိုသတိထားလိုက်မိပါတယ်ဒါပေမဲ့အချားမြင့်ခွာမဟုတ်ဘဲနဲ့သူမရဲ့မြင့်ခွာရာနဲ့တထက်တဲကျနေတာကိုတွေ့ရှိလိုက်ရပါတယ် ဒါကြောင့်သူမကခြေတော့ကိုမြှောက်ပြင်လိုက်ပြီးဘူးလေးတဲ့ကိုသူမရဲ့ခွာကိုထည့်သွင်းလိုက်တဲ့အချိန်မှာတော့ချက်ချင်းဆိုလို့ဂီတတန်ကရက်တန်သွားပါတော့တယ်။မြင်းတွေအားလုံးကအသည့်ပြောင်းဝင်လာပြီးသူတို့အဲ့ဒီနေရာကိုဘလို့ရောက်ရှိလာပြီလဲဆိုတော့ကိုဝေခွဲမရဖြစ်ကဟိုကြည့်တီကြည့်ကြည့်နေပါတော့တယ်။မိန်းကလေးက if ရှိတဲ့နေရာကိုလှင်မြန်စွာပြေးသွားပြီးဂီတတန်ကိုပြန်ဖွင့်မှုစူးစမ်းပေမဲ့ if က အခြားမြင်းတွေနဲ့အတူအញ្ញံဆုံးနှုတ်နဲ့ထွက်ပြေးလွတ်မြောက်သွားလို့မအောင်မြင်ခဲ့ပါဘူး if ကပြေးရင်နဲ့လှစ်ကြည့်ပြီးပြုံးလိုက်ပါတယ်သူမကကွဲပြားပြီးထူးခြားနေပြီလေသူမရဲ့တငယ်ချင်းတွေကိုကဲတင်နိုင်ရဲ့လို့ပဲပေါ့